ရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုထက်ကိုပါဟုတ်ပြီဗျာအသက်က30ပါဆရာကြီးဟုတ်ပြီမလေးရှားမှာပါပလတ်စတစ်ဆက်ယုံမှာလုပ်ပါတယ်တဲ့အဲပူမယ်နော်ဟုတ်ကဲ့ညှော်မှာပါပလတ်စတစ်ဆက်ပူမယ်အညှော်ပြင်းမယ်ဟုတ်ကဲ့ဆရာကြီး ဆရာကြီးခင်ဗျားတဲ့အရင်ကတဲ့ဘောကံပြီးလဲသွားတယ်တဲ့လဲသွားတဲ့ခြေတော့ပေါ့နော်ဆေးလိန်ဆေးထုတ်ပြီးတော့တဲ့တက်တာခဲ့ပါတယ်တဲ့အဲ့ဒါဒူးတဲ့ခြေချင်းကိုဘယ်လိုပြောလဲညာဘက်ခြေချင်းဝတ်ပါတဲ့ဟုတ်ပြီဟုတ်ပြီဒါဖြစ်တတ်ပါတယ်ဟောအခုကန်းဆရာတို့လည်းငယ်ပြန်ဖြစ်တာတဲ့အခုပေါ့နော်အဲ့ဒီဟာပြန်ဖြစ်တာရောင်တာတဲ့ရခင်လို့တဲ့ဆေးလိန်ဆေးထုတ်တာတဲ့မတက်တာတော့လို့ပါတဲ့ဘယ်လိုလုပ်ရမလဲဆေးအပူချောင်းပါတဲ့ ဟုတ်ကဲ့ဆရာကြီးစီးအပူလုံးဝရှောင်ပါလို့နော်နောက်ရေချိုးတော့မယ်ဆိုရင်အဲ့ချီဝါကိုရေဆွတ်ပြီးတော့စားနဲ့လျားလိုက်ပို့ပါကလန့်ပြတ်မပူပါနဲ့လို့ဟုတ်ကဲ့ဆရာပို့ပြီးအေးတာကိုပဲလိမ့်ပါလို့ဟုတ်ကဲ့ပါတရခါလိမ့်လိမ့်ကရမက်လိမ့်လိမ့်လိမ့်ပါပြီးရင်ချီစုလေးတွေ့ဘူးလားဟုတ်ကဲ့ဆရာဒူးစုတွေချီစုတွေလေအဲ့လိုချီစုမျိုးလေးအမျိုးအစားကောင်းကောင်းပေါ့ဖဏောင်လေးပေါ်ပြီးတော့ဟိုဟာလေးဟုတ်တယ်ဖဏောင်လေးချီချင်းဝက်ကိုပဲဟိုဟာလို့တဲ့ချီချင်းဝက်လေးရဲ့ ဟိုချီချီမာလေးရဲ့ချီဖမိုးလေးချီဘွားလေးရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆရာအဲ့ဒါမျိုးလေးအမျိုးစားကောင်းကောင်းနော်ဟုတ်ကဲ့ဆရာနိုင်လွန်ဆွေသိမ့်မကောင်းလာဘူးဟုတ်ကဲ့နိုင်လွန်ဆွေသူအပူပြန်တာဘူးဟုတ်ကဲ့ဆရာချီတဲတို့တူပွေးတို့ကျတော့ဈေးတော့နည်းကြီးတယ်ဟုတ်ကဲ့ဆရာနော်အဲ့လိုဟာမျိုးလေးဝတ်ပေးကြအဖြစ်ကိုကျမ်းမကြီးကိုစောက်ရှောက်ပါလို့ဟုတ်ကဲ့စောက်တို့ဒူးတို့ခါတို့อ่ะဒါမျိုးကောင်းတရားသားတယောက်အတွက်အသုံးချအောင်ခန္ဓာကိုယ်အစိတ်ပိုင်းနေပါပဲဟုတ်ကဲ့ပါဆရာ ဈေးအပူမလိမ့်မှုလည်းတတိထားပါနော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်းကြပါစီဗျာ